ောင်းလိုင်းဆိုင်နဲ့ပတ်သက်လို့ရှိရင်ကောင်းမှုနဲ့အမှတ်တရတွေပဲများပါတယ်အားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယံမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါအောင်လဟန်ဆိုင်ရဲ့နောက်ဆုံးပွဲထိုးသက်တော့မယ်ဆိုတော့ကျွန်တော်အနေနဲ့တွေးမိတဲ့အရာကတော့အောင်လဟန်ဆိုင်ကကျွန်တော်တို့မြန်မာပြည်သူတော်တော်များများရဲ့စိတ်ထဲမှာဆိုလို့ရှိရင်ကောင်းမွန်တဲ့အမှတ်တရတွေနဲ့ကြံခဲ့တဲ့ကစားသမားတယောက်လို့တော့ကျွန်တော်အနေနဲ့ခန့်စားမိတယ်။ဘာလို့လဲဆိုတော့လက်ရှိအောင်လပွဲကမနေ့ပြန်မှာနောက်ဆုံးပွဲထိုးသက်တော့မယ်။ဝမ်ချမ်ပီယံရှစ်အနေနဲ့လည်းဒါလက်ဂျန်တယောက်ကိုခုန်ပြူးတဲ့အနေနဲ့ ူနဲ့သက်ဆိုင်တဲ့ပို့စီတော်တော်လေးကိုတင်နေတယ်လို့မြမပြည်ကနေပြီးတော့ဒါထွန်းထွန်းမင်းတို့လည်းသွားပြီးတော့အားပေးမယ်ဖရိုနီကာတို့လည်းဒါဖွဲကြည့်ဖို့ကြောင်းနေပြီပေါ့နော်လက်ရှိအနေထားမှာဆိုရင်အောင်လအဆိုင်ရဲ့ကစားသမားဘဝနောက်ဆုံးဖွဲကတော့ဘယ်လိုပဲနေနေမြမပရိသတ်တွေများတဲ့ဘန်ကောက်မှာစီစီကန်းကားဖြစ်သွားဖို့တော့ရှိနေလို့တော့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်အောင်လအဆိုင်နောက်ဆုံးဖွဲထိုးတက်တော့မယ်ဆိုတော့ဒါစိတ်ထဲမှာဟာတတာကြီးတော့ဖြစ်မိပါဘာလို့လဲဆိုတော့ဒါအောင်လပွဲကိုပဲတောက်လျှောက်ကြည့်ပြီးတော့ကြည်ပြင်းလာတယ် ကျွန်တော်တို့ဒါ16 16လောက်ကလေးက online ဆိုင်ဆပြီးတော့ထိုးတက်တယ် MME ဆိုတာဘာမှန်းတော့မသိသေးဘူးဒီလိုအနေထားမျိုးကနေမှဒါကိုမြန်မာနိုင်ငံမှာ MME champion တယောက်ရောက်လာတယ်ရောက်လာတဲ့အချိန်မှာလုံးဝတခုံနိုးလဲအောင်မြင်ခဲ့သလို online ပွဲညတွေကပြောမှဆိုရင်များမြန်မာပြည်သူတွေပျော်ရတဲ့ညတွေကတော်တော်လေးကိုများခဲ့ကျွန်တော်တို့တတင်းကျုပ်မှာမှတ်မှတ်ရရဆိုလို့ရှိရင်ဒါကျွန်တော်အိမ်နဲ့အေးတော့ကဒါ online assign နဲ့ brandan vera တို့ရဲ့ပွဲကိုအားပေးနေရပါ ျွန်တော်စီတင်အမှတ်မမှားဘူးဆိုလို့ရှင်အော်တိုဘာလ23ရက်နေ့ဒီသတင်းကြွလာပြညမှာထိုးတဲ့ပွဲပေါ့နော်မိသားစုဝင်နဲ့ကြည့်ရင်လုံးဝနိုင်သွားတဲ့အချိန်မှလည်းတကယ်ကိုပျော်ရပြီးတော့ပြောရအမှတ်တရကောင်းနေအများကြီးရှိတဲ့ပွဲတဲ့ပွဲဆိုရင်လည်းမမှားဘူးပြီးတော့ကျွန်တော်ဒီပွဲကြည့်နေကြဆိုရင်လက်ရှိဒါဆုံးသွားပြီဖြစ်တဲ့ကျွန်တော်အဖိုးနဲ့ဆိုရင်လည်းအွန်လိုင်းဆိုင်ပွဲတွေအများကြီးကြည့်ရအွန်လိုင်းပွဲအကြောင်းနေတောက်လျှောက်ပြောဖြစ်ပါတယ် ဒီတော့ကြောင့်မလို့ပြောရမယ်ဆိုရင်များအောင်လှဆိုင်ကကျွန်တော်တို့ကတော့ဒီနီးစနစ်ပိုင်းနေပါပိုင်းနေလို့လေးလာတာလေဟိုတကယ်ကိုဘယ်လိုပြော USC ကစားသမားတယောက်ချန်ပီယံတယောက်ကိုအားကျသဘောကျတာနဲ့မတူဘူးအမတ်တရကောင်းနေနဲ့ဒါမိသားစုနဲ့ပတ်သက်ပြီးတော့အမတ်တရကြီးလည်းရှိရယ်ပြော်ဒီ MM နဲ့ပတ်သက်ပြီးတော့ဒါအမတ်တရကြီးလည်းအများကြီးရှိရယ်တကယ်တဲ့ချန်ကစားသမားတယောက်ကျွန်တော်ကိုယ်တိုင်နဲ့ဒါအရင်ကနေပြောခဲ့ဘူးတယ်အွန်လိုင်းဆိုင်ကိုဂျပန်မှာမထိုးစေချင်ဘူးဘာလို့လဲဆိုတော့ဂျပန်မှာထိုးတတ်တယ်ဆိုလို့ရှိရင်ပွဲခန်းနာရတော့ ကြီးကျယ်ကောင်းကြီးကျယ်နိုင်ပေမဲ့မြန်မာပြည်သက်တွေနေနိုင်တဲ့ဒီလက်မှတ်ခါလေးဈေးများတဲ့အတွက်ကြောင့်မလို့မြန်မာပြည်သက်တွေအရင်မလာနိုင်ရင်အွန်လိုင်းအဆိုင်အတွက်ပွဲမဟုတ်ဘဲနဲ့ဒီအွန်လိုင်းကဒီအရင်ဟိုတစိမ့်တနေရာနေပဲပါဝင်တဲ့ပုံစံမျိုးနဲ့ကျွန်တော်မပြီးစီချင်ဘူးဘာလို့လဲဆိုတော့အွန်လိုင်းကဒီလိုပုံစံမျိုးနဲ့ကစားသမားဘဝအဆုံးသတ်ရမယ့်ကစားသမားမဟုတ်ဘူးအောင်လာကိုယ်တိုင်နဲ့သူကစားသမားဘဝအဆုံးသတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျက်ရည်ဝဲနေရအောင်တွေ့ရတယ်။မြန်မာပြည်သက်တဲ့အနေနဲ့ပြောရအောင်လာရဲ့နောက်ဆုံးဘွဲကိုလုံးဝအကောင်းဆုံးကိုဝင်ရမှာ လက်ရှိချိန်မှာလည်းဒီမနက်ဖြန်ထုံးတက်မဲ့ပွဲမှာဆိုရင်အွန်လိုင်းရဲ့ပွဲကလူသိအများဆုံးပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးဖြစ်နေပါတယ်ကျွန်တော်ကလည်းအဲ့ဒီပုံစံမျိုးကိုအဓိကလိုချင်တာဟိုလိုမျိုးပြန်နာမည်ကြီးကစားသမားတွေအများကြီးပါတဲ့ပွဲထဲမှာသွားထိုးမယ်ဆိုလို့ရှိရင်အွန်လိုင်းအတွက်တီးတန့်ပွဲပုံစံမျိုးမဖြစ်မှာစိတ်ပူတယ်ဒါပေမဲ့အခုကတော့ထိုင်းနိုင်ငံမှာထိုးတက်မယ်မြန်မာပရိသတ်တွေနဲ့တခဲနဲ့ဝင်ရအားပေးနေကြပြီ ြောရင်အောင်လားဆိုင်မနေ့ပြန်မှာနောက်ဆုံးပွဲထိုးတက်တော့မယ်ဆိုတာလေသိတယ်လို့အဲ့လိုမျိုးအတွေးနဲ့တူတူအောင်လားတော့နောက်ဆုံးပွဲထိုးတက်နေပြီဆိုတော့ဝမ်းနေတဲ့စိတ်လေးရဲ့ပြီးလို့ရှိရင်အရင်တော့အောင်လားပွဲနဲ့ပတ်သက်တဲ့အမတ်တရားတွေကမြန်မာပြည်သူတွေရဲ့စိတ်ထဲမှာအများကြီးပြန်ပြီးတော့ပေါ်လာနိုင်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်တယ်ကျွန်တော်ကိုယ်တိုင်နဲ့ပြပြောရရင်တကယ်အောင်လားပွဲဆိုတာမြန်မာပြည်အတွက်ပွဲကြီးတစ်ပွဲပဲဒါပေမဲ့သုံးသက်တာတွေပါရရင်ကြီးတော့ ဟိုမလုတ်ချင်တော့ဘူးဘောတော့ဒါနောက်ဆုံးပွဲလေးဖြစ်နေပြီဒါအောင်လာဆိုင်နဲ့ပတ်သက်တဲ့ဒါအမှတ်တရတွေကိုပဲဒီကပို့ပြီးတော့ပြောချင်တာအောင်လာကတော့သူ့ရဲ့နောက်ဆုံးပွဲမှာလုံးဝတာဝန်ချင်အောင်လုပ်ထားတယ် hydration test အောင်နေပြီးတော့ weight ကလည်းဝင်နေသူ့အနေနဲ့အကောင်းဆုံးထုတ်သက်ပြဖို့ရည်ရွယ်ထားတဲ့အနေအထားတစ်ခုမှရှိပါတယ်ဝမ်ချင်မရှင်နဲ့စာချုပ်တက်တန်းကုံသွားပြီးနောက်ပိုင်းမှာအောင်လာဆိုင်အနေနဲ့ဒါ KSW တို့ဘာလို့ဖွဲ့စည်းရဲမှာတော့ထိုးကောင်းထိုးပြနိုင်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲကတော့တိတ်တော့ လွယ်တော့ဘူးလို့မြင်ပါဘာလို့လဲအွန်လိုင်းလက်ရှိချိန်မှာဒါဖိုင်တော့အမေကိုလည်းအမေရိကန်မှာစလုပ်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့နေပြပေါ်ပါပိုင်းမှာလည်းအာရုံစိုက်စရာတွေအများကြီးရှိပါသေးတယ်ဘလို့ဝဲနေနေဒါအွန်လိုင်းကိုယ်တိုင်လည်းမနှက်ဖြန်ပွဲကသူ့ရဲ့နောက်ဆုံးပွဲအားပေးကြပါအောင်လို့ပြောထားတဲ့အတွက်ကြောင့်မလို့မြန်မာပရိသတ်တွေအနေနဲ့ကတော့ဒါကျွန်တော်တို့ရဲ့ legend fighter ကြီးတယောက်ကိုတကယ်ကိုတခဲနဲ့ဝန်းရံအားပေးဖို့အချိန်ရောက်လာပြီလို့ပဲမြင်ပါဒါအဆုံးသက်တွေကတော့အမြင်နဲ့ရှိရပါတော့အွန်လိုင်းဆိုင်ရဲ့ ကစားသမားပွားခါလည်းအဆုံးသတ်တစ်ခုကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဘလိုပဲနေနေဒါအောင်လာဆိုင်ကတော့မြို့မပြည်သူတွေရဲ့စိတ်ထဲမှာတော့ခေါင်းမုံနဲ့အမှတ်တရတွေနဲ့တူတူရှင်ကြံမဲ့ကစားသမားတစ်ယောက်လို့တော့ကျွန်တော်ကတော့ဆိုချင်ပါတယ်။အဲဆိုရင်တော့မနေ့ပြန်ပွဲကိုတူတူလေးအားပေးနိုင်ကြရအောင်။အဲဆိုရင်ကျွန်တော်တို့ရဲ့ဒါဗီဒီယိုကိုအဆုံးထိအားပေးရတဲ့အတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါဦး။တူတူကြကြပဲကျွန်တော် YouTube channel ကလည်း subscriber တသိမ်းပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအောင်လိုက်ဆိုင်ပွဲနဲ့တိုက်သွားတာကိုဝမ်းသာမိပါ